အချိန်ကာလအဖြစ်မြန်မာတက်ကြတဲ့1109ခုနှစ်ခန့်ကဖြစ်ပါတယ်။ရောင်ရမ်းမင်းဆက်ရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့မဟာဓမ္မရာဇာဓိပတိမင်းကြီးဟာအင်းဝါမြို့မှာထိနန်းဆိုင်ခါအထက်မြန်မာပြည်တဝန်းအုပ်ချုပ်စိုးစံနေတဲ့ကာလလည်းဖြစ်ပါတယ်။မြန်မာပြည်လယ်ပိုင်းမဲတီလာမြို့အနီးမှာမုံနှိုင်းရွာကြီးတွေ့ရတည်ရှိတယ်။ရွာကြီးဆိုတဲ့အတိုင်းပဲမုံနှိုင်းရွာမှာအင်ဂျင်ရာနဲ့ချီတည်ရှိလို့စီကားတဲ့ရွာကြီးတွေပါလည်းဖြစ်ပါတယ်။ရွာသူရွာသားအများစုဟာတောင်သူလယ်သမားတွေဖြစ်တဲ့အတိုင်းလယ်တွေဖွဲ့ကစပါးဆိုင်ချင်း ရာခင်းနေခင်ကပဲနှံမြေဝါစတာတွေအားလုံးကိုစိုက်ပြောတယ်။ရွာသူရွာသားတွေဟာဗုဒ္ဓဘာသာကိုအထူးကိုးကွယ်ယုံကြည်သူတွေဖြစ်တဲ့အလျောက်လေယာတီးနှံတွေထွက်ပေါ်တဲ့အခါလှုပ်တန်းပေးခြင်းနဲ့ယောနီတော်ဟိမှာဖျားချောင်းကန်စေဒီပထိုးတွေတာသနိကအဆောက်အုံတွေကိုလှုပ်တန်းခြင်းတွေကိုအစဉ်ပြုလုပ်လေရှိပါတယ်။အဲ့ဒီမှောင်နှံရွာရဲ့တောင်ဘက်ရွာစွန်ဆက်ပြားမှာတော့ဥပန်းရနဲ့ဒေါ်စိန်သာအမိရတဲ့စင်ရသားလင်မြန်းနှောက်တဲ့နေထိုင်ပါတယ်။ဥပန်းရတို့ဟာငွေကြေးမတတ်နိုင်သူတွေဖြစ်တဲ့အတွက် ရွာနီးကယာကင်းတွေကိုဝယ်ယူမလုပ်ကင်နိုင်ပဲနဲ့ရွာနဲ့ခလလန်တောဆက်မှာရှိတဲ့ကွင်းတွေကိုရှင်းလင်းကဓမဲဥချစနစ်နဲ့ယာထွက်သိဉဏ်တွေကိုစိုက်ပျိုးချသူတွေလည်းဖြစ်ပါတယ်။မုံတိုင်းရွာအစင်းအဆုံးလူတွေလို့ဆိုလိုက်တိုင်းဥပန်းရနဲ့ဒေါ်စိန်တာတို့လင်များကနံပါတ်၁ပထမနေရာမှာတည်ရှိပါတယ်။ဥပန်းရဟာအသက်50ကျော်60နီးပါးဖြစ်ပြီးဒေါ်စိန်တာကလည်းဥပန်းရနဲ့အသက်တိတ်ပြီးတော့မကွာလှဘူး။သူတို့လင်များနဲ့ဥဟာငယ်လင်ငယ်များတွေဖြစ်ကြပေမဲ့ ရှေးဘွားကကုတုကံအကျိုးပေးမကောင်းတဲ့အတွက်ဒါသမီးမဖွင့်ပြိုးခဲ့ဘူး။မောင်နှမ်းရွာအပြင်မှာတော့ဦးပန်ရတို့ဟာတဲကုတ်ကလေးတစ်ခုကိုထိုးကာနေထိုင်ကြပါတယ်။အဖိုးကြီးဘွားကြီးလင်မြန်းနှစ်ယောက်နေထိုင်တဲ့တဲလေးဖြစ်တာကြောင့်မြေဆိုင်တဲတဲတဲလေးဖြစ်ပြီးကြောချောင်ရောင်ကန်တာကျဲအောင်ပါတယ်။ဒါကြောင့်ရွာကရွာတရွာသားတွေဟာဦးပန်ရတို့လင်မြန်းကိုအိမ်ကြီးရှင်ဆိုပြီးနောက်ပြောင်ကြည့်စေကခေါ်ကြပြောကြပါတယ်။မက်ဆေ့တို့မနှက်ပြန်ရာခင်းကိုထွန်ရအောင်အဲ့ဒါ ရွာထဲသွားပြီးတော့နွားတကောင်လောက်ငှားခဲ့စမ်းပါအဲမှာတော့ကျုပ်ဒီညနေပဲရွာထဲဆင်းပြီးတော့နွားတကောင်လောက်ငှားကြည့်ပါမယ်အေးကွာမဟုတ်ကြဆိုတော့လဲလုတ်တဲ့လူကလဲထုံရာလုတ်တဲ့လူကလည်းရာထုံနေဆိုတော့ရွာထဲကနွားတွေလည်းတိတ်အားကြမှာမဟုတ်ဘူးကွာပြီးတော့ငါတို့ကလည်းသူများလေးလိုငွေကြေးအတပြားမပေးနိုင်ဘူးဆိုတော့ငှားရမှာကတ်မယ်ထင်ပါတယ်ကွာဒါပေါ့ရှင်ကိုကလိုချင်တဲ့သူပဲဒီလိုပဲမျက်နှာအောက်ချပြီးတော့ငှားရမှာပေါ့အော်ဒါနဲ့ ဒီနေ့ကျုပ်တို့ဘယ်နားမှာຢာလို့မလဲ။ဥပညာကတူတောင်းနေတဲ့မြေစေးတံကြီးကိုတစ်ချက်ဖွာရှိုက်တယ်။အေးကွာ။တို့လုံနေကြရာကမြေစေးမကောင်းတော့ဒီနေ့ဟော့ဟော်နောက်ဘက်ကမကြီးအိမ်ဘက်ကကွင်းမှာစိုက်မိလို့စိတ်ကူထားတယ်။အဲ့ဒီမြေတော်မှာငါတယောက်တည်းရှင်းလင်းနေပြီကွာ။မိုးတပြိုင်နက်ပြိုင်ရွာလိုက်ပြီမို့လို့မိုးဦးကျရာထောင်ရဲရတော့အချိန်လေးဖြစ်ပါတယ်။ဥပညာနဲ့ဒေါ်စိန်သားတို့ဟာစင်းရဲလုံးတာကြောင့်နွားတရှင်းတော်မရှိဘူး။နဗျာအိုကြီးတကောင်သာအိမ်မှာရှိတဲ့အတွက် ထုံရမ်းမဲ့အချိန်မျိုးဆိုရင်ရွာလေးလှည့်ပြီးတော့နွားတကောင်ကိုငှားရတယ်။ရွာသူရွာသားတွေဟာတောင်သူလယ်သမားတွေဖြစ်တာမို့လို့မိုးကြားချိန်နွားတွေကလည်းအလုံးမအားတတ်ဘူး။တောင်တန်ယုံနွားငှားသူတွေရှားတယ်။အခုလက်တော်စင်တာတယောက်ညစာစားပြီးတဲ့အခါမှာတော့မုံတိုင်းရွာဘက်ကိုထွက်လာခဲ့ပါတယ်။ကိုကြည့်တော့ကျမတို့ຢာလေးထုံရင်လို့နွားတကောင်လောက်တနေကောင်လောက်ငှားစမ်းပါလား။ဟာငားလဲငားလဲတွေကိုထုံနေရသေးတယ်။ညီကောင်ကငှားကျင်ပါတယ်။ကိုကြည့်တော့ရဲ့ ကိုကြီးတောင်းစီမှာကနွားကအကောင်အစိတ်ထောင်ရှိတာလေတကောင်တလေရရင်တော့အဆင်ပြေပါတယ်ခတ်တာပဲမဆင်တာငါမှာကနွားတွေများပြီမဲ့ခိုင်းနွားကနေတယ်ဟာပြီးတော့နေငါမှာကတနေကုန်တော့မဟုတ်လားငါလေတွေတောင်မှထုံလုံးမပြီးသေးတဲ့ဟာနေငုံဘယ်လိုလုပ်ပြီးတော့ငါလို့ရမှာလဲကျုပ်တို့လေဒီနေ့ရာတဲ့ရင်တော့နွားလေးတကောင်တော့ရအောင်စုပ်ပြီးဝင်မှာပါကိုကြီးတောင်းနွားနှစ်ကောင်ရှိရင်အခုလုံးငားเสียမလို့တော့ဘူးလေကိုကြီးတောင်းတာမကူညီရင်တော့ကျုပ်တို့ဒီနေ့ ရာအချိန်မီမကျဲနိုင်ပဲဖြစ်လိမ့်မယ်။ဘာကြီးတောင်းလဲတပ်ပင်းတစ်ချက်ကိုချတယ်။အေးလေငါလဲတောင်းတို့နင်းလဲတောင်းတို့ဆိုတော့တောင်းတို့ချင်းချင်းငါကိုချင်းစားတယ်ဒီလိုလို့ဟာနင်းကငါနေကင်းဘတ်တော့မငားနိုင်ဘူးငါခိုင်းနှားတွေထုံရက်ပြီးပြန်လာတဲ့ညပိုင်းတော့နင်းကငါငားနိုင်တယ်ဘယ်လိုလဲအဆင်ပြေရလားငားတဲ့အဖိုးကကတော့နင်းတို့ရာထွက်တဲ့ခါမှကြည့်ပေးပေါ့ဟာတော့စိမ့်သားလဲရွေးစရာမရှိတော့ဘူးညဘတ်ပေးငားတာကိုတော့ကျေးဇူးတင်စရာကောင်းနေပြီဒါကြောင့်ကောင်းချိန်ပြီးတော့ပြန်လာခဲ့ပါတယ် အိမ်ပြန်ရောက်တဲ့အခါခင်မွန်ပြည့်သူဦးပန်းရကိုကြိုးကြောင်ပြောတဲ့အခါမှာတော့ဦးပန်းရတယောက်ဒေါသထွက်သွားတယ်။ကြံကြီးစီရကွာ။ယာကိုညာဘက်မှာထွန်ရမာတယ်လား။ဒီကောင်ငတောင်းဒါတက်တက်ငါတို့ကိုနှိမ့်တာပဲ။ဒီလိုမပြောပါနဲ့ကိုပန်းရ။ကျွတ်တို့ကိုငှားပေးတာနဲ့တင်ကျေးဇူးတင်ဖို့ကောင်းနေပါပြီတော့။မုံတိုင်းမှာနွားအကောင်ရဲ့အများကြီးရှိတာဘသူကများကျွတ်တို့ကိုအရေးတူလုပ်ပြီးတော့ငှားဘူးလို့လဲ။ဦးပန်းရတယောက်ဒေါသထွက်ထွက်နဲ့ရွာဘက်ကိုကြည့်တယ်။ လှုပ်ထားကြမှာကွာမြေနဲ့ညာလှိုင်းဆက်တက်တဲ့လူတွေမျက်နှာကြီးမှာပေါန့်တက်တင်းတဲ့လူတွေလှုပ်ထားအောင်မော့ငါချမ်းသာတဲ့တနေ့မင်းတို့ကိုငွေတုတ်ကြီးနဲ့ပေါက်ပြမယ်။ဘိုးပညာကကားထောက်ပြီးတော့ကျုံသွားတယ်။ဒေါ်စင်သာကတော့ပြောပြီးတော့ကိုပန်းရရဲ့ရှင်းမှလဲလေအကျန်ကကြည့်လိုက်တာလူကားဖြင့်အသက်90ကျော်ပြီပေကနေနေပြီရှင်းလို့လူကဒီတသက်ချမ်းသာပါအောင်မလားဦးပညာတယောက်ဒေါ်စိန်သာစကားကိုပြန်ပြီးတော့မတုံ့ပြန်နိုင်တာကြောင့ နှုတ်ဆက်ပြီးတော့နေလိုက်ပါတယ်။ဦးပိုင်းရတို့လင်မယားဟာဆင်းရဲလှပေမဲ့ဘာသာတရားကိုင်းဆိုင်တယ်။မနစောစီတီအိယာထားပြီးတာနဲ့တော်စင်သားတယောက်ဆုံးချက်တယ်။ဆုံးဆိုပေမဲ့ထမင်းကောင်းမစားနိုင်။စံနဲ့တူတူလူးစံကိုရောနှောပြီးတော့ချက်ပြုတ်တယ်။ဆင်းရဲသားစံကြံထမင်းဖြစ်ပါတယ်။ဟင်းကလည်းမမေရရသိမ့်မရှိ။ငပိကောင်းငချောက်သားဓာဟုတာဟင်းကောင်းလုပ်ပြီးတော့စားရတယ်။အသိဉာဏ်တော့ကတော့အိမ်ချန်နောက်ဖက်မှာစိုက်ပြုတ်ထားတဲ့ဖယုံတက်ခွား ငရုတ်ချက်မောင်ကိုသာဟင်းလုပ်ပြီးတော့ချက်ရပါတယ်။မနက်နေထွက်တဲ့အချိန်မှာတော့မုံတိုင်းเจ้าကတန်ဃာတော်တွေဆုံးကကြောက်လာတယ်။ဒီနေ့တော့ဒေါ်စိန်သာတယောက်ဆုံးလောင်းမှု ဆုံးပကံယူကထွက်လာတယ်။ဥပန်ရတယောက်ဒေါ်စိန်သာစီကနေ ဆုံးပကံကိုလှမ်းယူတယ်။အလိုကြားသားမှုကြောပါလား။ဒီနေ့ရှင် ဆုံးလောင်းမလို့လား။ဟုတ်တယ်လေ။တို့တွေအခုလိုစင်းရနေရဲဆိုတာအတေးဘွားကကိုတို့ကောင်းမှုနဲ့လောက်တာအားနေခဲ့လို့ကွာ။ငါကတော့ ဒီဘဝပဲဆင်းရဲခံမယ်။နောက်ဘဝတော့မဆင်းရဲစရာဘူးကွာ။ရသလောက်ကုသိုလ်ကောင်းမှုဒါနတွေကိုကိုတတ်နိုင်သလောက်များများလုပ်မယ်လို့ဆုံးဖြတ်လိုက်ပြီ။ဦးပန်းရပြောတဲ့အခါမှာဒေါ်စိန်သာမျက်နှာကိုတစ်ချက်မဲ့တယ်။အောင်မလို့တော့ဓာရွေးကကြုံနေတိုင်းလုံနေတာပါ။ဆုံးလောင်းလို့ချမ်းသာကြီးဆိုရင်တော့ကြုံအနည်း20လောက်တရရမပြတ်ဆုံးလောင်းလာတာနဲ့တင်တရေးမကြီးဖြစ်နေပါပြီတော့။မနက်ခင်းဆုံးလောင်းပြီးတဲ့အခါဦးပန်းရနဲ့မနက်စာစားသားလို့ရာခဲတဲ့ငှက်ကိုစိတ်မပြေပါနဲ့။ တော်ခုတ်တချစ်တလန်းနဲ့တောင်ကြီးတလုံးကိုဆွဲယူတယ်။ကဲစိန်သားငါမကြီးအိမ်ဘက်ကိုဆင်းလိုက်အောင်မယ်။ညနေရထောင်မှဆိုတော့ကြံနေတဲ့အပင်လေးပါလေရှင်းဖို့ကွာ။မင်းနေလေကြရင်တော့ထမင်းလာဖို့နော်။စိတ်ချစမ်းမတော့ဒါနဲ့တော်လဲတရီထားအောင်နော်။မကြီးအိမ်ဘက်ကတရေချမ်းနေဆိုပြီးတော့လူတွေပြောပြောနေတာမဟုတ်လား။ပြီးတော့အဥ္စာဆောင်ဆိုလား။တိုင်နှန်းရှင်ဆိုလားအဲ့ဒါတွေလေခဏခဏတွေးတယ်ဆိုတွေးပါစေကွာတွေးပါစေ။ ဥစ္စာဆောင်တွေတိုင်တန်းရှင်တွေတွေ့လို့ကတော့ဒိန်းတို့ကိုဖမ်းပြီးတော့ရွှေတင်ငွေတွေတောင်တောင်းပြစ်လိုက်မယ်။ဦးပန်းရကခက်ရွှေ့ရွှေ့ပြောလိုက်ပြီးတော့အိမ်ကနေထွက်သွားတယ်။နောက်ဆိုင်သားလည်းနေကင်းစာအတွက်ချက်ပြုတ်ပြင်ဆင်ပြီးတော့အိမ်မုကိစ္စတွေအချိန်ကုန်နေတယ်။ချက်ပြုတ်ပြင်ဆင်ပြီးနောက်နေ့ဆုံးကံပြန်ဝင်ကမှတော့နောက်ဆိုင်သားတယောက်ခံတောင်းလေးကိုရက်ကအိမ်ကနေထွက်လာတယ်။ခံတောင်းထဲမှာတော့သူတို့လက်များစားသောက်ဖို့အတွက်ထမင်းနဲ့ဟင်းကိုတည်ဆောင်လာခဲ့ပါတယ်။မကြီးအိမ်ရောမှာရွာနဲ့တော်လေးကိုလှမ်းနေ။နောက်ဆိုင်သားတယောက် ော်တော်လေးကိုသွားရတယ်။ယာကင်းကိုရောက်တဲ့အချိန်ဦးပန်းရကယာကင်းမြောက်ဖက်မှာရှိတဲ့နှဲ့ချို့မကြီးပင်ကြီးအောင်မထိုင်ကအနားယူနေတာကိုတွေ့ရပါတယ်။အဲ့ဒီမကြီးပင်ကြီးနီးမှာတော့စိမ်းဆုံနေတဲ့တဘာဝရေကြီးရိုင်တစ်ခုလည်းရှိတယ်။အဲ့ဒီယာကင်းကို မကြီးရိုင်လို့အဲ့ဒါကြောင့်ခေါ်ဆိုခြင်းလည်းဖြစ်ပါတယ်။ဒေါ်စိန်သားဟာမကြီးပင်ကြီးအောက်ကိုဝင်ပြီးတော့ဦးပန်းရနေမှာထိုင်နေ။ရှင်နေရရွေးတာမဆိုးဘူးကိုပန်းရ။ရေရိုင်လေးလည်းရှိတော့သုံးဖို့ပြုဖို့အတွက်ပူစရာမလိုတော့ဘူး။အဲ့ဒါတွေအသာထားစမှာကွာ။ နေမွန်းတွေ့တော့မယ်ကွာငါပိုက်စားပြီဒါနဲ့ဘာရင်ချက်လဲထုံးစံတိုင်းမော်တော့လူစံထမင်းဟင်းကားတော်ငါ၆ကလေးလက်ညှိုးလောက်၄၅၀កောင်ကင်းလာတယ်ပြီးတော့ငေုပ်သီးစားတော်ကဖယုံရွက်ပြုတ်ပေါ်တခွားသီးနဲ့တို့ခန်းအောင်တွင်းကဒေါန်လန်သေးလေးကိုထုတ်လိမ်မနဲ့ရောက်လက်ဆောင်စားဖို့ပြင်ဆင်နေဒီချိန်မှာယာကင်းကိုဖြတ်ပြီးတော့ကိုရင်လေးတစ်ပါးတပိတ်ပိုက်ပြီးသွားနေတာကိုမြင်တွေ့ရတာမလို့လိမ်မရနဲ့ရောက်တအံ့တော်နဲ့ကြည့်မိတယ်။အော်ကိုရင်နဲ့ ဒီလောက်ခုံတဲ့နေရာကိုဘာများလာလောက်တာပါလဲ။ဥပန်ရကရေရွတ်တယ်။လက်ထဲမှာတပိုင်းပိတ်ထားတာပဲ။ဆုံးကထွက်တာနေမှာပေါ့။ဟဲ့စိန်သား။ဒီလောက်ခုံတဲ့နေရာမှာကြောင်ကြတဲ့နေရာမှာဘသူကကိုရင်ကိုဆုံးလှုံမလဲကွာ။တော့ကွာ။ကိုရင်ဆုံးနေပါလေအစင်ပြေလား။မေးလာကိစ္စ။ဥပန်ရမိတ်နဲ့ဒေါ်စိန်သားကိုရင်လေးစီကိုတော်လာတယ်။ကျက်တော်မူပါအောင်ဖေ။ကိုရင်လေးဟာအသက်15နှစ်အရွယ်ကဖြစ်ပြီးတော့ဥပရိယအရန်ကိုကောင်းနေ။သင်္ကန်းကိုတည်တည်တတ်ဝတ်ယုံထားပြီးတော့ မျက်လုံးမျက်ပံကောင်းကောင်းနာတန်ပေါ်ပေါ်နဲ့ဖြစ်တယ်။ဒေါ်စိန်သာအော်လိုက်တာကြောင့်ကိုရင်ကလေးဟာရက်သွားတယ်။အရှင်ဖေဟာဆုံးရခဲ့လားဖေဟာကိုရင်လေးကကောင်းကားပြတယ်။ဒေါ်စိန်သာလည်းကိုရင်ကိုကြည့်ပြီးတော့ကြင်ညိုစိတ်တွေပေါ်ပေါ်နဲ့ဖြစ်ပေါ်လာတာမို့လို့ကိုရင်ကိုမကြည့်ပညာအောင်ကိုပြင်လာတယ်။ကိုပိုင်းရကိုရင်တဲ့ဘက်ကပြောင်းနေတာပဲတော့ဆုံးလည်းမစားရသေးဘူးပြောတယ်။ဟေးဟုတ်လား။ဒါဆိုဒိုးစားမဲ့ထမင်းကိုကိုရင်ကိုလှူလိုက်မယ်ကွာ။တကယ်လားတော့ ကျိုးလေးကိုရင်းကိုထမင်းလှူမယ်ဆိုပြီးတော့ပင့်လာခဲ့တာပဲရှင်စားကြည့်ရင်တဝက်ချန်တာကျမစားမဲ့တဝက်ကိုကိုရင်းကိုလှူလိုက်မယ်။အိုးကွာလှူချင်းလှူအကုန်လှူမှာပေါ့ကွာငါမစားပါဘူးကွာဒီလိုနဲ့ကိုရင်းမကြီးပင်အောင်ရောက်တဲ့အခါဦးပန်းရနဲ့တော်စိန်သားတို့မှသူတို့စားတော့မဲ့ထမင်းဟင်းအားလုံးကိုကိုရင်းရဲ့တပိတ်တွင်ကိုလှူတန်းလိုက်ပါတယ်။နေမွန်းတဲတော့မှဖြစ်တာကြောင့်ကိုရင်းလည်းအဲ့ညမှာပဲစုံဖုံပေးခဲ့တယ်။ဦးပန်းရနဲ့တော်စိန်သားတို့ဟာကိုရင်းကို အားပါရရဆုံးဖုံးပေးတာကြည့်ပြီးတော့ဝမ်းသာအားရပီတိဖြစ်နေကြတယ်။ကိုရင်တယောက်ဥပန်းရတော့လူရန်နဲ့စုံတွေကိုတစိမကြံပြောင်းစင်အောင်ဖုံးပေးသုံးဆောင်နေ။ဒါနဲ့ကိုရင်ကဘယ်เจ้าမှပရင်သုံးပါတလေ။ကိုရင်ကအာဃာနုပါတကားကြီးခီးသွိုင်းဒီကိုရောက်လာခဲ့တာ။ဥပန်းရကကိုရင်နဲ့စကားပြောဖို့ကြံစင်နေတော့မှကိုရင်ကမကြည့်ပင်အောင်ကနေထထွားတယ်။ကိုရင်ခီးဆက်ရအောင်မှမလို့သွားတော့မယ်တကားကြီး။ဒါနဲ့တကားကြီး ရာခင်းတဲ့ကိုခဏလိုက်ခဲ့ပါ။ဦးပိုင်းကလည်းကိုရင်နောက်ကိုလိုက်ပါသွားမိတယ်။ကိုရင်ဟာရာခင်းကြီးကိုဖျက်တမ်းသွားလိုက်နေတယ်။တနေရာရောက်မှရတန်ကမြေကြီးကို ဖနှောင်းနဲ့တုံးချက်အသာလေးပေါက်လိုက်တယ်။အဲနောက်ဦးပိုင်းရဘက်ကိုလှည့်ကားဒကာကြီးတို့လည်းမြားရဲ့စေတနာတွေအကျိုးပေးပါစေဒကာကြီး။တင်ပါဖေဟာဦးပိုင်းကကိုရင်ကိုလက်အုပ်ချပြီးအချက်ရှိခိုးလိုက်ပြီးခေါင်းပြန်ထောက်မှာတော့ကိုရင်ဟာပျောက်ချင်မလားပျောက်ကွယ်သွားခဲ့တယ်။အနီးဘက်ကိုကြည့်ပြန်တော့လေလူတူဦးတယောက်ပုံကွက်နိုင်တဲ့ ခြုံပုတ်တစ်ပင်အောင်မရှိဘဲနဲ့ရာခင်းအတွင်ကွင်းကောင်ကောင်ကြီးဖြစ်နေတာကပို့ပြီးတော့ဒုစရနေ။ဦးပညာတယောက်တရေချောက်ခံရပြီလို့သိပြီးအဲ့နေရာကနေတဟုံထိုးပဲပြစ်ထွက်ခဲ့ပါတယ်။ဦးပညာလည်းကိုရင်တရေချောက်ထန်တာကိုသိပြီးတနေ့လုံးကြောက်ရွံ့နေမိတယ်။ညနေစောင်းကန်ဒီမှာတော့ဒေါ်စိန်သာတယောက်ပြန်ဖို့ပြင်ဆင်နေ။စိန်သာမင်းညနေလာရင်ကွာငတောင်းစီကနွားကိုဆွဲလာခဲ့အောင်တော့ပြီးတော့ငါတယောက်တည်းညာကြီးမင်းကြီးရာမထွန်ကြီးမို့ကွာပြီးတော့ မဲလဲငါနဲ့တူတူယာထွန်စမ်းမှာကွာဟုတ်တော့အရင်နှောင်းကရှင်တယောက်တည်းထွန်တာမဟုတ်လားအရင်နှောင်းကနေပဲကွာအခုကြတော့ညပကြီးညာရေးညတာကြတော့မွေပါကင်းမလဲရှိတယ်လေတော့စိန်သာပြောလိုက်တယ်ဟုတ်ပါပြီတော့ရှင်တရေကြောက်လို့ကျုပ်ကိုပါအပါခေါ်နေတာမဟုတ်လားဟာကွာငါကဘဲတရေကိုကြောက်ရမှာလဲရှင်အပေါ်လေးလုံးမနေပါနဲ့ကိုပိုင်းရရှင်နဲ့ကျုပ်ပေါင်းလာတာအနှစ်30ကျော်ပြီလေနေလေကကိုရင်တရေကိုတွေ့ပြီးတော့ရှင်ကြောက်နေတာမဟုတ်လား ဟင်မင်းမင်းကွာအဲ့ဒီကိုရင်ကတည့်ရဲဆိုတာဘလို့သိတာလဲကွာစဉ်းစားတာပေါ့ရှင်ဒီလောက်လူသူမနေတဲ့နေရာကြီးမှာဆုံးခံကြွဖို့ထွက်လာတယ်ဆိုကြတဲ့ကကျုပ်ကတခုပဲလို့သိပြီးသားပြီးတော့ဒီမကြီးအိုင်ဆိုတာကလည်းအရင်ကတည်းကအချောက်လန့်ကျင်းနေဆိုပြီးတော့ရွာကလူတွေတော့မှမလာရဲတဲ့နေရာလေမင်းကကွာသိတာကိုငါ့ကိုဘာမှပြောမသွားဘူးတယံမသိရင်တော့ဒုစားမဲ့ထမင်းကိုကျွေးပါမလားရှင်ကားတော့မဟုတ်တာပဲရှင်ဘာပဲပြောပြော သူ့ဘာသာတရေဖြစ်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 အရေးမကြည့်ဘူးတော့ကျွတ်တို့ကတန်ဃာတော်တစ်ပါးကိုလှုပ်လိုက်ရတယ်ဆိုပြီးတော့လှုပ်လိုက်တာလေအဲ့ဒါကလည်းကုသိုလ်တစ်မျိုးပေါ့တော့အဲ့ဒီညနေတော့ဒေါ်စင်သာတယောက်ထမင်းချက်ကဘာကြီးတောင်းစီမှာနောက်တစ်ကောင်ဆွဲပြီးတော့ရွာပြင်ကိုထွက်ခဲ့ပါတယ်အချိန်ဟာနေဝင်ပြီးတော့နေရင်သွင်းချိန်ရောက်နေပြီညနေစာစားတော့ပြီးတဲ့အခါလက်မယားနှစ်ယောက်လုပ်ငန်းစကြတယ်လားပြေနေပြီမလို့လာမင်းကြီးကထိုင်ထိုင်သားနေရယာခွင်းတစ်ခွင်လုံးလာရောင်ကြောင့်နေခင်းတည်းမြလင်းချင်နေပါတယ် ။ဦးပိုင်ရတယောက်နွားတချင်းကိုထုံထုံးမှတက်အရှိကထောင်းသားရာတော်စိန်သားကနောက်ကနေပြီးတော့အဖော်အပြက်လိုက်ပြီးတယ်။ကိုပိုင်ရနွားလေးရတော့ရားကိုတိတ်ချညအောင်ထုံတော့စိတ်ချစမ်းပါကွာ။ငါကမင်းတက်ပိုသိပါလေကွာ။ညာဘက်ဆိုတော့လေအခုကောင်းနေကွာ။နွားတွေမပူတော့သိပ်မပန်းဘူးပေါ့ကွာ။လေမြားနဲ့ကစကားတပြေတော့နဲ့ရာထုံနိုင်တနေရာရောက်မှာတော့ထုံတော့မှတခုခုနဲ့ညည်းတဲ့အတန်ကိုကြားလိုက်ရတယ်။ဟာ၊သွားပါပြီကွာ။ ထုံတုံးတော့ကျိုးတော့မှာပဲ။ဘာလဲတော့အောက်မှာကြောက်တုံးများလား။ဥပ္ပယလည်းဒေနီယာကိုစင်းကမြေအောက်ကိုဓာနဲ့အသာတိုးဖော်တယ်။ဒီကမှာကြောက်တုံးအပိုင်းစားတွေကိုတွေ့ရတယ်။ဟုတ်တယ်ကွ။ကြောက်တုံးကြီးပါလား။မြ мян တိုးပြီးတော့လွှင့်ပစ်လိုက်စမ်းပါရှင်။ဥပ္ပယလည်းကြောက်တုံးကိုတိုးဖော်ပြီးလွှင့်ပစ်မယ်လို့စိတ်ကူးနဲ့လိုက်လံတိုးဖော်တယ်။ဒါပေမဲ့ကြောက်တုံးကကုံဆုံးသွားတယ်မရှိပဲနဲ့တူးလေးလေးပေါ်လေးဖြစ်နေကအချိန်တိုင်းဝက်ခံတိုးပြီးတဲ့အခါမှာတော့လေပင်ဝိုင်းခံရှိတဲ့ကြောက်ဖြာကြီးချက်ကိုတွေ့ရတယ်။ ကျောက်ဖြာကြီးပါလားကွာဥပန်းရရန်ကိုစိတ်ပြတ်သွားတယ်ကျောက်ဖြာကြီးခံနေတော့တို့ဘလို့များစိုက်ကြပြောကြမလဲဒီချိန်ကောင်းကင်မှာအလင်းအောင်တွေတစ်ချက်တစ်ချက်လက်သွားတယ်ဥပန်းရတို့လင်မယားအံ့ဩပြီးတော့ကြည့်နေတော့မှနေလုံးလုံးဝင်းထိုင်နေတဲ့လုံးတစ်လုံးဟာဖေဖေဆင်းသက်လာကသူတို့လင်မယားနဲ့ဝိုင်းတရိုက်ခန့်အကွာမှာပြန်ဝင်နေတယ်တိတ်ရဲပါလားဥပန်းရကြောက်လန့်ကြထအော်တယ်ကျောက်ကတိတ်ရဲမဟုတ်ပါဘူးကျောက်ကနှက်ကောင်းနှက်မြတ်တပါပါမောင်မင်းတို့လင်မယားရဲ့တရားတရားနဲ့ရယုံမှုကိုကြုံမျက်မြင်ကိုတွေ့ ုံတွေ့ခဲ့ရပြီပြီဒါဒါဆိုနေလေကိုရင်ကဟုတ်ပါတယ်အဲ့ဒါကကြုတ်ပါပဲအခုကြုတ်လာတာကမောင်မင်းတို့ရဲ့စေတနာကိုပြန်ပြီးတော့အတိမတ်ပြုကျင်လို့ပါအဲ့ဒီကြောက်ဖြာအောင်မှာငွေအိုးတွေရှိတယ်ငွေအိုးတွေရဲ့အောင်မှာတော့ကြောက်ဖြာတွေတက်တက်ပြီးတက်တက်ရှိတယ်တကယ်လို့မောင်မင်းတို့ ਨੇ အဲ့ဒီငွေအိုးတွေနဲ့ထိုက်တယ်နေဆိုရင်တော့ဟောဒီကြောက်ဖြာကြီးတွေဟာဖော်ပြောင်းလို့ပေါ်ပါပြီးတော့အလွယ်တကူမတင်လို့ရနိုင်မယ်မထိုက်တန်ဘူးဆိုရင်တော့ဘလို့မှမရနိုင်ဘူးအဲ့လိုပြောပြီးတဲ့နောက်အလင်းလုံးကြီးကမိုးပေါက်ကိုပြန်တက်ပြီ ပျောက်ကွယ်သွားခဲ့တယ်။ဥပန်းရတို့လည်းသူတို့တွေးကြုံခဲ့တဲ့ဖြစ်ကိုမယုံနိုင်အောင်ဖြစ်လာတယ်။လေပင်ဝန်ကန်ရှိတဲ့တမိုင်းကန်ဒုတဲ့ရှိတဲ့ကြောက်ဖြာကြီးကိုလူတယောက်တည်းမနိုင်ဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူး။အနည်းဆုံးလူ50ခန်းဝိုင်းပြီးတော့မှယူရမယ်။ဒါပေမဲ့ဥပန်းရစမ်းသပ်ကြည့်နေတယ်။ကဲစိမ့်သား။ငါတော့ဒီကြောက်ဖြာကြီးကိုမကြည့်မယ်ကွာ။ဒုံနဲ့ထိုက်တဲ့လောက်တော့ယူကြတာပေါ့ကွာ။ဥပန်းရကိုင်းခုတ်တရှိရဲ့ဒေဦးချုံနဲ့ကြောက်ဖြာရဲ့အဆုံးတက်နေရာကိုအသာထိုးကြလို့ရတယ်။ ထူးထူးဆန်းဆန်းပဲကြောက်ဖြာကြီးကဖောက်ချက်တစ်ခုလိုမရတယ်လို့ပဲပေါ့ပါပြီးတော့မြောက်တက်သွားတယ်။ဦးပိုင်ကကြောက်ဖြာကြီးကိုအသာဖဲကြည့်တဲ့အခါကြောက်ဖြာအောင်မြေကြီးထဲမှာစင်အိုးကြီးခုနှစ်အိုးကိုတွေ့ရတယ်။ဦးပိုင်ရနဲ့ဒေါ်စိန်သာတို့မြေကြီးကြီးတွင်းကိုခုံဆဲလိုက်ပြီးတဲ့နောက်စင်အိုးတွေကိုဖုံးအောင်ထားတဲ့အဖုံးတွေကိုလှန့်ကြည့်အောင်အတွင်းမှာဝင်းလက်ပြောင်းပါနေတဲ့ငွေပြားတွေအပြည့်ပြစ်တာကိုတွေ့ရတယ်။ဘောငွေရောင်ဖြိုးဝင်းနေတဲ့ငွေပြားတွေဟာလမ်းရောင်အောင်မှာဝင်းလက်နေတယ်။ဦးပိုင်ရလည်းအဲ့ဒီငွေပြားတွေကိုလက်တဆုပ်နှိုက်ယူပြီးတဲ့နောက်ဒေါ်စိန်သာကိုကြည့်တယ်။ စိန်သာငါတို့တော့ထေးပြီထေးပြီကွာတော့စိန်သာလည်းငွေပြားတွေကိုကြည့်ပြီးတော့အယံကိုပြောရွှင်နေကြတယ်ဒီလိုနဲ့လင်များနဲ့ရောက်အဲ့ဒီစိန်အိုကြီးခုနှစ်အိုးကိုညာတွင်ညမဲ့အိမ်ကိုတည်ယူကြတယ်စိန်အိုကြီးတွေတည်ပြီးတဲ့အခါအောက်မှာကြောက်ဖြာကြီးထက်ကိုထပ်မံတွေ့ရတယ်ဒီအဖြစ်ကိုရွာသားတွေကမပြောသေးပဲနဲ့တိုးတိုးတိတ်တိတ်နေကနောက်ညတွေမှာကြောက်ဖြာတွေကိုထပ်ပြီးထက်တွေ့ကြည့်တဲ့အခါခုနှစ်ခုမြောက်ကြောက်ဖြာကိုတူဖောက်တဲ့အခါမှာတော့အောက်ကကြောက်ဖြာကိုဆက်ပြီးတူးလို့မရပဲအယံကိုလိမ့်လန့်နေတယ် ဒီတော့ဥပညာတို့လင်များလဲထိုက်တဲ့ကံကုံမီတို့တတ်မကအဲ့ဒီကျောရကြီးမှာမြေသားတွေပြန်ပြီးတော့ပေါအောင်လိုက်တယ်။ငွေဦး49လုံးရတာကြောင့်ဥပညာတို့လင်များနေရင်းညချင်းတထဲတကျတွေဖြစ်သွားကြတယ်။မုံတိုင်းရွာတစ်ခွန်းတော်မကနေပါမျိုးတွေမှာပါဥပညာတို့ငွေဦးတွေကိုလာရောက်ပြီးတော့ကြီးကျယ်ကြတယ်။ဥပညာတို့လင်များဟာမုံတိုင်းရွာထဲမှာအရန်ကိုကြီးကျယ်ခန်းနာလာတဲ့အင်ကြီးတအိမ်ကိုစားလုံနေထိုင်တယ်။အင်ကြီးကအရန်ကိုကြီးမှပြီးတော့တိုင်ပေါင်းရာကြီးရှိကတေဝလုံးတစ်နယ်လုံးမှာအကြီးဆုံးအင်ကြီးဖြစ်တာမို့လို့ ဦးပိုင်ရတို့လင်မယားကိုရခိုင်နှောင်းကခေါ်ဝဲခဲ့တဲ့အချိန်အင်ကြီးရှင်နေလို့ထပ်ပြီးတော့ခေါ်သမုတ်ကြတယ်။ဦးပိုင်ရတို့ငွေရိုးရတဲ့တဲ့ရင်ဟာမင်းနေပြီးတော့အင်းဝါတီတရင်မှွေးခဲ့ပြီးတော့အင်းဝါပြည့်ရှင်မဟာဓမ္မရာဇာဒီပတိမင်းကြီးကိုတိုင်ဦးပိုင်ရကိုခေါ်ယူတွေ့ဆုံနေ။ဦးပိုင်ရဟာကြွယ်ဝချမ်းသာသွားတော့မလို့သူ့ကိုတထေးဘွဲ့ချင်းမြပါရဲ့မင်းကြီးကိုလျှောက်တင်နေ။မဟာဓမ္မရာဇာဒီပတိမင်းကြီးဟာဦးပိုင်ရဘလောက်တောင်ချမ်းသာတယ်လဲလို့မေးတဲ့အခါဦးပိုင်ရဟာသူ့ရရှိတာတဲ့ငွေကားတွေနဲ့ပုံနှိုင်းရွာကနေ အင်းဝနေပြီးတော့ထိငွေပြားချင်း ထက်ကငွေလန်းဖောက်နိုင်တဲ့အထိချမ်းသာပါလေလို့တင်လျှောက်ခဲ့တယ်။ဒါပေမဲ့မင်းကြီးကဥပ္ပယတို့ဟာတထေးမျိုးမျိုးမဟုတ်တာကြောင့်တထေးဘွဲမပေးဘဲနဲ့တကြွယ်ဘွဲသာချင်းမြင်ခဲ့ပါရယ်။ဥပ္ပယနဲ့ဒေါ်စိန်သာတို့ဟာဘာသာတရားကိုင်းဆိုင်သူတွေဖြစ်ကြတဲ့အတိုင်းမြန်မာတက်ခဲ့တဲ့1111ခုနှစ်မှာမုံတန်းရွာမြောက်ဘက်မှာကြီးကျယ်ခန်းနာလာတဲ့အုပ်ချုပ်ကြီးတစောင်းကိုဆောက်လုပ်လှူဒါန်းနေ။အဲ့ဒီအုပ်ချုပ်တော်ကြီးဟာဒုရဲကြီးမှခိုင်ခန့်ပြီးတော့အလျား136ပဲ အနံ85ပေအမြင့်ပေ80ရှိပါတယ်။အောက်ကျောင်းအောက်ခြေမှာတော့လိုင်မုတ်40နှစ်ခုပါဝင်တယ်။အပေါ်ဆုံးအထက်ကို လေကားနဲ့တက်သွားရပြီးတော့အပေါ်ဆုံးမှာတော့ပေ20ဆိုင်ပေပက်လေရှိတဲ့ဖျားကန်တစ်ခုလည်းပါဝင်တယ်။အောက်ကျောင်းကြီးတစ်ခုလုံးကိုအင်းဝါခဲ့ပန္နမော့ဘီတုကလက်ရတွေနဲ့ကစားဆင်လာပြီးအဲ့ဒီအောက်ကျောင်းကြီးရဲ့ပုံစံဟာအင်းဝါမှာတည်ရှိတဲ့မင်းနုအောက်ကျောင်းနဲ့တပုံစံနဲ့တူညီပါတယ်။ပြီးတော့အဲ့ဒီအောက်ကျောင်းမှာ မင်းတို့အကြောင်းတက်အနှဲငယ်သေးတာဒါကလွဲလို့တိဆောက်ပေါ်ဘိတုကပုံစံတရားတပုံစံနဲ့ဖြစ်ပါတယ်မင်းတို့အကြောင်းကိုရောက်ဖို့သူတွေဆိုရင်မျက်စိထဲမှာမြင်အောင်နိုင်ပါတယ်ဦးပန်းရနဲ့ဒေါ်စိန်သာတို့တူးဖို့ရရှိခဲ့တဲ့ကြောက်ဖြာကြီးခုနှစ်ချက်ကလည်းမုံတိုင်းအကြောင်းတော်ကြီးရဲ့အရှင်းမြောက်ဖက်မှာအများပြည်သူကြည့်ရှုနိုင်စေဖို့ဖြတ်ပြထားတာဒီနေ့အထိတွေ့ရပါတယ်အဲ့တူပဲဦးပန်းရနဲ့ဒေါ်စိန်သာတို့ငွေအိုးတွေရခဲ့တဲ့နေရာကိုငွေအိုးရကွင်းလို့ခေါ်ဆိုကမြေတိုင်းမြေပုံထဲမှာပဲ ဖြည့်မီနဲ့မှတ်သားထားပါရယ်။မုံတိုင်းနဲ့မိတ်တိလာမြို့နီးမှာတော့ဦးပန်းရနဲ့ဒေါ်စိန်သားတို့ရဲ့ဇလန်ဟာဒီနေ့ထိတိုင်းကြော်စမတ်တွင်နေပါရယ်။ဦးပန်းရတို့နေထိုင်ခဲ့တဲ့အင်ဂျီကိုတိတူနဲ့ဆောက်လုပ်ခဲ့တာကြောင့်ဒီနေ့ထိမကြံရဲခဲ့ပေမဲ့တစ်ချိန်ကစင်းလွန်းလာတဲ့စင်းရဲသားလင်မယားနှစ်ယောက်စေတနာတရာတရားကြောင့်ချက်ချင်းလက်ငယ်ချမ်းသာခဲ့ရတဲ့ဇလန်ရဲ့တမိုင်းဖြစ်မုံတိုင်းအောက်ချောင်းတို့ကြီးဟာဒီနေ့ထက်တိုင်းရှိနေပါသေးတယ်။